အချိန်မမတင်ပြနဲ့ဆောင်းပါဘူးကျွန်တော်ဘက်ကတော့ဘာမှလင်ဟင်းတာမျိုးမရှိပါဘူးဘာမှလို့တာဝန်မယူလာမျိုးတော့မရှိပါဘူးကျွန်တော်အကုန်ကြောက်ကြတဲ့ယောက်နေနဲ့တာဝန်ယူသိမ်းယူထိုက်တဲ့အရာတွေအားလုံးတာဝန်ယူတယ်လေဒီ relationship ကကျွန်တော်ဦးဆောင်ရတာပဲကျွန်တော်ပဲစီးပွားရှာကျွန်တော်ပဲ management လုပ်ကျွန်တော်ပဲအကုန်လုပ်နေရတာဖြစ်တဲ့တော့ကျွန်တော်ခရီးရတော့ကျွန်တော်ခရီးတိုင်းပဲသွားပါမယ်ဘယ်တော့ဆောင်လဲဘာဒီနေ့ကုံတော့မှားလာ ချိန်မို့နီးစက်နေပါပြီဟုတ်ပြတာဝင်ရဖို့နီးစက်နေပါပြီဒါပေမဲ့ကျွန်တော်က production အသစ်ဖြစ်နေတယ်အဲတရုတ်ဆောင်တွေကလည်းကိုသူလူဆန်ကိုနေထလင်းကလွဲပြီးရင်ကျွန်တော်လည်းအသစ်နီးပါပေါ့မချောရနာကိုလွဲပြီးကျွန်တော်အသစ်နီးတော့ဂျွန်နာအသစ်ဖြစ်နေတယ်ဆိုတော့ပရိသတ်အနေနဲ့ဒီဂျွန်နာပေါ့ဒီဂျွန်နာကိုဒီ sport 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 drummer ပေါ့မရှိဘူးလေကျွန်တော်ဆိုပါကျွန်တော်မရှိခဲ့ဘူးဆိုတော့ဒါကိုပရိသတ်လက်ခံမလားလက်မခံဘူးလားဆိုတာလည်းရုံရှင်တွေလည်းစဉ်းစားနေတယ်ထင်ပါတယ်ဆိုတော့ကျွန်တော်ကအဖက်ဖက်ကဝိုင်းဝန်းစဉ်းစားနေကြတော့ ပါမလန်ကြောင်းတစ်ခုလေးတော့မဟုတ်ဘူးပေါ့။နည်းနည်းတော့ကျွန်တော်အားဆိုင်ရတယ်အားထက်ညရတယ်ဟုတ်အဲ့အချိန်ကြီးလေးပါပဲ။အခုချိန်မှာကျွန်တော်စိတ်ထဲမှာရှိတာဝေးချင်းအောင်မြင်မှုဆိုတာထားကျွန်တော်လူပြည်သားအောင်မြင်မှုပဲပို့လို့ချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီပတ်စံကိုကျွန်တော်ဆုံးပြီလို့တွက်ထားပြီ။ဆုံးသွားပြီတတ်ထားပြီလားကျွန်တော်လူပြည်သားအောင်မြင်မှုပဲ။ဒါပေမဲ့ဒီကစိုးစိတောင်ကြီးကရစ်ရန်ယူလို့နဲ့ လုံးသွင်းလုံးထိုက်တဲ့ဟာကိုကျွန်တော်လုံးတာပါအဲ့လောက်ပါလုံးသွင်းလုံးထိုက်တဲ့ဟာကိုလုံးလိုက်တာပါအဲ့တော့မင်းရောလောက်ပြီရောတော့တော့ဘာမှမလုပ်ချင်ဘူးကျွန်တော်လုပ်ချင်တယ်ကျွန်တော်ဘာလုပ်လို့ဘာမှမလုပ်ဘူးဟိုအေးအေးနေတာပဲဆိုရရလဲအေးအေးနေတဲ့လူဆိုတော့ကျွန်တော်ပဲလှုပ်ကြည့်တယ်ဟုတ်ကဲ့ तू ပေါအောင်တော့မလဲဆွဲခေါ်နေရကျွန်တော်တော့တော့မပေါအောင်ဘာမှလုံးမပေါအောင်ဒီ relationship ကကျွန်တော်ဥဆောင်ရတာပဲကျွန်တော်ပဲစီးပွားရှာကျွန်တော်ပဲ management လုပ်ကျွန်တော်ပဲအကုန်လုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ခရီးရတော့ကျွန်တော်ခရီးတိုင်းပဲသွားပါမယ် ော်ဘက်ကတော့ဘာမှလက်ဟင်းတာမျိုးမရှိပါဘူးဘာမှလို့တာဝန်မယူလာမျိုးတော့မရှိပါဘူးကျွန်တော်အကုန်ကြောက်ကြတဲ့ယောက်နေနဲ့တာဝန်ယူသိမ်းယူလိုက်တဲ့အရာတွေအားလုံးတာဝန်ပါပဲအဲ့တော့ဒါကအရေးရရမရရညီမလေးကိုဒါဒါဒါတော့ရှိမှာပါဒါတော့ရှိမှာပါဟုတ်ဒါကျွန်တော်ရှိပြီးသားကိစ္စတိုင်ပင်ပြီးသားကိစ္စဆိုတော့ရှိမှာပါမတင်ပြလဲဆောင်းအောင်ပါဘယ်တော့ဆောင်းလဲအာဒီနေ့ကောင်တော့မှန်လာတာပေါ့ဒီနေ့ကောင်တော့မှန်လာတာပေါ့ဆိုတော့လို့ဆိုတော့ အချိန်ကြောင်းကြောင်းတွေကကြည့်နေသေးတော့ဘာလို့ပြောရတော့ခက်နေသေးတယ်အခုလည်းကြည့်နေကျွန်တော်မထင်မဖဲနဲ့မနေပေးဖြစ်သွားတယ်ဒီလိုရှိမှကျွန်တော်ပျော်နေလို့ပဲပေါ့ဆိုတော့ပြီးတော့မနေညကတ်ဆုပ်သွားပြီအေးအေးအေးဆိုတော့တိလိုက်လာညတော့ဟာတိလိုက်တယ်တိလိုက်တယ်ဆိုတော့ဟိုကျွန်တော်ဒီချိန်မှာမပြောဘာတွေးထားတာကြိုတွေးတာမကောင်းပါဘူးမပြောနေတာကောင်းပါဘူးဘာမှကြိုတွေးလို့မရပါဘူးအာကျွန်တော်တို့ ကိုယ်ရင်တွေကပေါ့အတာစတာပြီးတော့မြန်မာနိုင်ငံရုပ်ရှင်စီရင်ဘောလုံးသင်းကျွန်တော်အမှုပညာရှင်တွေပေါ့ဒီကတရုတ်ဆောင်တွေကဘောလုံးသင်းတွေရှိခဲ့တာကြာပါပြီဆယ်စုနှစ်တခုကြော်သွားပါပြီပေါ့နော်ဆိုတော့ဟိုဖြစ်လာတဲ့ကိစ္စလေးတွေပေါ်မှာလဲကျွန်တော်ရလို့ပဲလိုက်ပြီးတော့ဟိုပရာဟိတာပုံစံမျိုးတွေလုပ်ခဲ့တာလဲ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ရှေ့မှာလည်းပူပူနွေးနွေးဆိုကျွန်တော်တို့မိုခါရှိခဲ့တာတွေရောအခုဒီငလျင်မှာဆိုကျွန်တော်တို့ပကိုးမှာဒီအသင်းလေးကအောင်မြင်တဲ့ကျွန်တော်တို့အဲတိမ်မောင်ရာချီပြီးတော့အလူငွေရခဲ့တယ်။အဲ့ဒါအကုန်လုံးလည်းတွားရပြီးတော့လှူဒန်းပြီးသွားပြီပေါ့နော်။ဆိုတော့အခုဒီရန်ကုန်မှာလုပ်တဲ့ပွဲကတော့အင်းလေးဒေသမှာ လက်ရှိမှာလည်းအင်္ဂလိပ်သားမှာကျွန်တော်တို့လူပညာရှင်စီနီယာအကိုကြီးနဲ့အများကြီးရောက်လာလေကိုနေမင်းတို့ဘာလို့ကစားဟိုမှာကိုအထိုင်ချပြီးတော့ကူညီနေတာဆိုတော့အင်္ဂလိပ်ဒေသနဲ့ပတ်သက်ပြီးပြည်내ထူထောင်ရေးမှာတက်တက်အားထပ်မံပြီးတော့ပါဝင်လှူဒါန်းဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်းအလူငွေတွေပါဝင်ပါမယ်ပြီးတော့ပြည်သက်တွေလည်းပါဝင်လို့ရဖို့အတွက်အဲ့လို platform လေးတစ်ခုပေါ့ဖန်တီးတဲ့သဘောပါပဲဟုတ်ကျွန်တော်က sport ဝါသနာပါတယ်အတားအရင်တည်းကဖြစ်ချင်တာဒါပေမဲ့အတားဖြစ်ဖို့အတွက်ကျွန်တော်ဝမ်းစာဖြစ်ရတယ်ဝမ်းစာဖြစ်တဲ့အခါမှာ presentation ဆိုတဲ့ skill ကလည်း one of the skill တွေမှာပါတယ်ဗျာကျွန်တော်နားလေတယ်ဆိုတော့အဲကိုကျော်ထောင်းအောင်လည်းကျွန်တော်တွေ့တယ်ကိုကျော်ထောင်းကျွန်တော်ဆရာအချင်းကိုကျော်ထောင်းနဲ့တွေ့တယ်ကိုကျော်ထောင်းကအဲ့ချိန်မှာကျွန်တော်တို့ရဲ့ဌာနဟပ်ပေါ့တော့ presentation မှာဌာနဟပ်သူနဲ့တွေ့တယ်သူတင်တယ်ကျွန်တော်သူ့အောက်မှာ၃နှစ်လောက်ကျွန်တော်ရှင်းလည်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့အတားတယောက်ကဟို idea ကောင်းနေုံနဲ့မရအောင်သူ့မှာ skills တွေအများကြီးရှိရတယ်ကွာကျွန်တော်ကအောက်ခြေရလာရတယ်ပေါ့လေဆိုတော့အဲ့လို one of the skills တစ်ခုကိုဖြည့်ခဲ့တဲ့အနေနဲ့ဒါငါလုံးတင်တယ်ဆိုပြီးတော့ကျွန်တော်ဖြတ်တန်းလာခဲ့တာပေါ့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော် presenter sport presenter ပေါ့ sport presenter ယောက်ကနေမှမင်းတော်ဘောတရုတ်ဆောင်ဘက်ကိုကူးလာတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပွဲကိုလာပြီးတော့အားပေးမယ်အလူငွေတွေပါဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ဟိုအများကြီးဝမ်းသာပါပဲဟိုကောင်းခြင်းနဲ့မကောင်းခြင်းရတော့အမြဲတမ်းဒွန်တွဲနေမှာပါပဲဟိုဒီလိုအလူငွေရှာတာကိုထောက်ခံတဲ့ပရိသတ်တွေရှိမှလည်းဖြစ်တယ်လို့ကျွန်တော်တို့ကိုဆဲမပရိသတ်တွေကလည်းရှိအောင်ပါပါပဲဒါပေမဲ့လည်းကိုရည်ရွယ်ချက်ကိုကကျွန်တော်ကလှူခြင်းတယ်ကျွန်တော်တို့ ဒီတိုင်းလေးလှူလိုက်ရင်ဗျာကျွန်တော်အလုံးလုံးလှူလိုက်10သိန်း30ပေါ့ဗျာမအခုလိုလှူလိုက်ကျွန်တော်သိန်းရာချီလောက်ရမယ်အဲဒါမျိုးတွေဖြစ်တဲ့အတွက်ဘသူဘာပြောပြောကျွန်တော်တို့ကတော့အလှူငွေအဓိကရဖို့ရှိရတာဖြစ်တဲ့အတွက်ဟိုအလှူငွေလှူခြင်းနဲ့ဒီပုံမော်လမတွေရှိရင်လည်းကျွန်တော်တို့အားပေးပါအောင်လှူဒန်းပေးပါအောင်ဒီရရတဲ့အလှူငွေတွေအားလုံးဟာအင်းလေးဒေတာစီကိုဒေတာပေါက်ရောက်သွားမှာဖြစ်ပါတယ်လို့အားမခံပါဘူးကျေးဇူးတင်ပါ